မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ဘကိုးတိုင်းဗရောင်းမြို့နယ်မှာရှိတဲ့စစ်တပ်ရဲ့0.666စခန်းကုန်းကို AA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့နိုင်ရီကန်ဗျူဟာကုန်းကိုလည်းအပိသက်သိမ်းပိုက်နိုင်ရီအတွက်ထိုးစစ်ဆင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘားလ14ရက်နေ့မနက်9:05မိနစ်ခန့်အချိန်မှာပဲခူးတိုင်းဗရောင်းမြို့နယ်ပကံခွေ ပကံခွဲကြီးရွာတောင်ဘက်အနီးမှာရှိနေတဲ့စစ်တပ်ရဲ့63လုံးပွိုင်ဂုံးကိုစတင်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးတဲ့နောက်၃နိုင်ခန့်အကြာ၃ဘက်၃တန်ကနေပြီးတော့ထိုးစစ်များတိုက်ခတ်မှုအပြီးမှာအဲ့ဒီ63လုံးပွိုင်ဂုံးစခန်းကိုအေအေကတိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အေအေကတိမ့်ပတ်ရရှိသွားတဲ့ပွိုင်666စခန်းကုန်းနဲ့ပတ်ဝန်းကျင်မှာနှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေတာဟာကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်တော့လေ။အော်တိုဘာလ14ရက်နေ့မှာအေအေကထိုးစစ်အရှိန်ကိုမြင့်ပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ point 63လုံးစခန်းသိမ်းပိုက်ခဲ့တဲ့အချိန်က စစ်ခွေးအလောင်းအချို့လက်နက်ခဲရမ်းနဲ့စစ်သုံးဆောင်ပစ္စည်းအချို့ကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီထိုးစစ်အတွဲမှာ AA ဘက်ကစစ်တီတချို့လည်းကြာဆုံးခဲ့တယ်လို့ပြောပါတယ်အလားတူပဲ AA ကစစ်တပ်ရဲ့နေအကန်ဗျူဟာစခန်းကုန်းကိုအပိသက်သိမ့်ပိုက်ရယူနိုင်ရအတွက်အနေငယ်သောလက်ကျန်နေရာအချို့ကိုဆက်လက်ပြီးတော့ထိုးစစ်စင်တိုက်ခိုက်နေတယ်လို့ဂဇင်ကလေးရနဲ့ထွက်ပြေးနေကြတဲ့စစ်ခွေးတွေနဲ့လည်းနေရာတချို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်လက်နက်ချအလင်းဝင်ရောက်လာသူများကိုလည်းစစ်တုံးမှန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုဆောင်ရှောက် က်ထားတယ်လို့သိရပါတယ်။အေအေကသိမ့်ပတ်ရန်ကြာရှိနေတယ်။ရခိုင်ပြည်နယ်စစ်တွေမျိုးအနီးပတ်ဝန်းကျင်တွေမှာလည်းလက်နက်ကြီးများ drone များနဲ့အပြန်လန်တိုက်ခိုက်မှုများဟာအခုရများအတွဲမှာပုံမှန်ပြင်းထန်လာတယ်လို့သိရပါတယ်။ဒါအပြင်အရခဘကိုးတိုင်းအစား အရခမကွေးတိုင်းအဆက်အရခ AOD တိုင်းအဆက်တို့မှာစစ်တပ်ရဲ့ထိုးစစ်များကိုအရခတပ်တော်ရဲ့အကောင်းဆုံးခံစစ်များနဲ့အတူတံပြန်ထိုးစစ်များနဲ့ဟန်ချက်ညီညီဆင်နွှဲလျက်ရှိတယ်လို့သိရပါတယ်။ဒါ့အပြင်မနေ့ကအော်တိုဘာလ15ရက်နေ့မွန်လွယ်3:55မိနစ်အချိန်မှာ AOD တိုင်းရေကြီးမြို့နယ်ဆက်ဆက်ယိုကြီးပါနီးမှာလဲတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲဟာမိနစ်အနည်းငယ်ကြာမြင့်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ရဲ့မြို့တော်ဟာခါမြို့ကရဲစခန်းကိုအော်တိုဘာလ16ရက်နေ့ဒီကနေ့မနေ့3နာရီမှာချင်းမျိုးသားတပ်ဦး CNA CNF ဦးဆောင်တဲ့ချင်းတော်လိုင်းတပ်တွေကဝင်ရောက်စီးနင်းပြီးတော့အကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကယ်ထုတ်နိုင်ခဲ့တဲ့အကျဉ်းသား15ဦးတွေကချင်းမျိုးသားတပ်ဦး CNA CNF ရဲ့တပ်ဖွဲ့ဝင်တွေဟာခါ CDF တပ်ဖွဲ့ဝင်တွေနဲ့ပြည်သူတွေပါဝင်ပြီးတော့သူတို့ကိုလုံခြုံတဲ့နေရာကိုပို့ဆောင်ထားတယ်လို့ဆလိုင်းထက်နေကပြောပါတယ်။အဓိကကတော့အကျဉ်း င်းသားတွေကိုကယ်ဖို့ဖြစ်တာပါအဲ့ဒီမှာအချင်းသား ဒေသန္တရတပ်ဖွဲ့ဝင်တွေပြည်သူတွေနဲ့အားလုံးပေါင်းစုစုပေါင်း15ဦးကယ်နိုင်ခဲ့တယ်။အကျဉ်းသား15ယောက်နဲ့အတူအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ပြောပြထားပါတယ်။ဟာခါမျိုးရဲစခန်းကိုစီးနှင်ရမှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီအုပ်စုဘက်ကတပ်သား9ဦးတေဆုံးခဲ့တယ်လို့ဒဏ်ရာသူအများပြားရှိခဲ့ပြီးဒေါ်လိုင်းအင်အားစုတွေဘက်ကတော့အထိကိမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာတော့စစ်ခွေးအုပ်စုတွေဘက်ကဟာခါမျိုးဘော်ကနေ60မမတွေနဲ့ဒေါ်လိုင်းအင်အားစုတွေခိုအောင်မယ်ထင်းတဲ့နေရာတွေကိုပြစ်ခတ်တိုက်ခိုက်နေတယ်လို့စလိုင်းထက်နေက ရှင်းပြထားပါတယ်ချင်းပြည်နယ်ဟာခါမြို့အချင်းစခန်းကိုတော့ချင်းဒေါ်လိုင်းအင်အားစုတွေကပြီးခဲ့တဲ့နှစ်2024ခုနှစ်ဇူလိုင်လ20ရက်နေ့မှာစီးနင်းတိုက်ခိုက်ခဲ့ပြီးတော့အချုပ်သားနဲ့အချင်းသား62ဦးကိုကယ်ထုတ်ထားပါသေးတယ်ချင်းပြည်နယ်အတွင်းမှာတော့စစ်ခွေးအုပ်စုတွေစိုးမိုးထိန်းချုပ်ထားဆဲဖြစ်တဲ့ဟာခါထန်တလန်တီးတိန်ခိုင်ကန်းမြို့၄မြို့သားကြန့်ရှိပြီးတော့ကြန့်တဲ့မြို့နယ်တွေကိုတော့ဒေါ်လိုင်းအင်အားစုတွေကထိန်းချုပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KIA နဲ့ PDF တွေကိုကန့်ကွက်ကြောင်းစစ်ခွေးတပ်ကပူတာအိုဒေသခံတွေကိုတရောက်ကိုတသောင်းခွဲပေးပြီးတော့ဆန္ဒပြခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ပူတာအိုမြို့မှာရှိတဲ့ KIA, KPDF နဲ့ PDF တပ်ဖွဲ့ဝင်၁၂ဦးလက်နက်ချအလင်းဝင်လာကြောင်းစစ်ကောင်စီထောက်ခံသူတွေကအော်တိုဘားလ၁၃ရက်နေ့မှာသတင်းအမားတွေနဲ့ဝါရဖြတ်နေတယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးကအော်တိုဘားလ၁၅ရက်နေ့ညပိုင်းမှာသတင်းဖော်ပြထားပါတယ်။ ်မြေကြီးနာမြို့အခြေစိုက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခမှာ KIA တပ်ဖွဲ့ကစစ်ကောင်စီထံကိုအလင်းဝင်လာသူတွေကိုမိဘတွေထံပြန်လည်အနှံနေတယ်ဆိုပြီးတော့ဓာတ်ပုံနေနဲ့တကွာလူမှုကွန်ရက်ပေါ်မှာဖြန့်ဝေလာတဲ့အပေါ် KIA ကအခုလိုမျိုးရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါဒါအပြင်အော်တိုဘားလ9ရက်နေ့ကလည်းပူတာအုံမြို့ခေါလန်ဖူးဒေသကပြည်သူတွေကို တအိမ်တော်ကိုတယောက်မလာမနေရအမင်းထုတ်ပြီးတော့တယောက်ကိုတသောင်းခွဲစီပေးက KIO နဲ့ KIA ကိုမလိုလားကြောင်းဆန္ဒပြောဆိုမှုတွေကိုပြုလုပ်ခိုင်းကြောင်းကိုလည်းဒေသခံတွေကိုကိုးကားပြီးတော့ KIA သတင်းနဲ့ပြန်ကြားရေးဌာနကဖော်ပြထားပါတယ်။အဲ့ဒီဆန္ဒပြမှုဟာစစ်တပ်ကအထက်အထက်မှာဖိအားပေးပြီးခိုင်းစေတာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ပြည်သူစစ်တွေလုံခြုံရေးယူပေးပြီးတော့ပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲနဲ့ပတ်သက်ပြီးတော့ပြည်ပရောက်ရဝမ်လူမျိုးစုအဖွဲ့အစည်း၈ခုကအော်တိုဘာလ၁၀ရက်နေ့မှာသဘောထားကြေညာချက်ထုတ်ပြန်ထားပါတယ်။ အော်တိုဘားလပထမပိုင်းအတွင်းကခေါင်လန်ဖူးနဲ့ပူတာအုံမှာဒေသခံပြည်သူတွေနဲ့အမေရိကန်စစ်ကောင်စီရဲ့အပေါင်းပါတွေဥဆောင်မှုနဲ့ပြုတ်လုတဲ့ဆန္ဒပြပွဲဖြစ်တယ်လို့သိရပါတယ်။ပူတာအုံရဝမ်စာပေနဲ့ယဉ်ကျေးမှုအသင်းကအာနာရှင်အားပေးတဲ့ခေါင်းဆောင်တချို့စစ်ကောင်စီရွေးကောက်ပွဲဝင်မဲ့ပြည်ခံပြုတ်ကိုယ်စားလှယ်လောင်းတွေပါတီဝင်တွေနဲ့ခေါင်လန်ဖူးထားနေပြည်သူစစ်တွေနဲ့ချင်းချောက်မှုတွေနဲ့ပြည်သူတွေရဲ့သဘောထားမပါဝင်မဲ့အတင်းအဓမ္မစီစဉ်တဲ့လူမှုဆန္ဒပြပွဲဖြစ်တယ်လို့ဖော်ပြထားပြီးတော့ကန့်ကွက်ရှုံချကြောင်းကိုလည်းပြောဆိုထားပါတယ်။စစ်ခွေးတပ်ဟာ KI IA နဲ့ PDF ပူးပေါင်းတည်ရှိရာနေရာတွေကိုထိုးစစ်ဆေးရုံသားမှာကပြည်သူတွေအထင်မြင်လွဲမှားစေမဲ့မဟုတ်မမှန်သတင်းတွေထုတ်ပြန်တာဟာစစ်တပ်ကလုံနေကြနီးလန်းနေတာဖြစ်တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောကြားထားကြောင်းအော်တိုဘာလ15ရက်နေ့ညကဖော်ပြထားပါတယ်စစ်ခွေးတပ်ဟာကချင်ဒေသကလွတ်လွတ်ဆုံးရှုံးထားတဲ့နယ်မြေတွေကိုပြန်ရဖို့ပြည်သူစစ်တွေကိုအင်အားသုံးပြီးတော့ ထိုးစစ်စင်နေတာတွေပြစ်လုံနေပြီးလန်ဆယ်ဝိုင်းမော်ဖားကန်မြို့နယ်တွေမှာ KI ပူပေါက်တပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ဒါအပြင် KI ကမြို့သိမ်းစစ်စင်ရေးတွေဖော်ဆောင်နေတဲ့ဗမော်မြို့မှာလည်းတိုက်ပွဲများတော့ဆောက်ဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံအနေနဲ့အခုလိုအခြေအနေမျိုးရောက်ရှိနေရခြင်းအကြောင်းရင်းဟာစစ်တပ်ရဲ့အကြိမ်ကြိမ်ညှိနှိုင်းမှုကိုလက်မခံဘဲအတင်းလွတ်တော်ခေါ်ရန်ကြိုးပမ်းခဲ့တဲ့ NLD ကြောင့်ဖြစ်တယ်လို့ချမ်းဖို့ဥက္ကဋ္ဌခင်ကြီးကပြည်တင်ပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နေပြည်တော်ဇေယျသီရိမြို့နယ်မှာလာရောက်ခုလုံနေတဲ့ချက်ဖို့ပါတီအဆက်အနွယ်စေဘေးဆောင်များကိုထောက်ပံ့ကူညီမှုများပေးနေတဲ့အခမ်းအနားမှာ ခင်ရီကအခုလိုထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ဘေးရှောင်နေရတဲ့အကြောင်းရင်းကိုတေးချာစွာပြန်စင်းစားကြည့်ရင်2020ရွေးကောက်ပွဲမတိုင်မီကာလကနိုင်ငံတော်မှာအလွန်အေးချမ်းခဲ့ကြောင်းဒါပေမဲ့2020ရွေးကောက်ပွဲအပြီးစစ်တပ်ရဲ့အကြိမ်ကြိမ်ညှိနှိုင်းမှုကိုလက်မခံဘဲနဲ့လွှတ်တော်ကိုဇုတ်ခေါ်ယူရန်ကြိုးပမ်းခဲ့တဲ့အာဏာရှိတဲ့အဖွဲ့အစည်းရဲ့လုပ်ရကြောင်းအခုလိုအခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်တယ်လို့ချမ်းဖို့ခင်ရီကပြစ်တင်ပြောဆိုလိုက်ပါတယ်။ချမ်းဖို့ခင်ရီက NLD လို့ဓာတ်ရိုက်အမည်မတက်တော့လဲတရခန်ဟာအဲ့ဒီအချိန်ကအာဏာရှိတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ပြောဆိုက NLD ရဲ့ဇုတ်တင်းလုံးမှုကြောင့်ဒီလိုအခြေအနေဇိုးတွေဖြစ်ပေါ်လာရခြင်းဖြစ်တယ်လို့ဖြစ်တင်ပြောဆိုလိုက်ပါတယ် ်ပြန်စင်းစားကြည့်2020ခုနှစ်ရွေးကောက်ပွဲအဲ့ဒီရွေးကောက်ပွဲမတမီအချိန်တုန်းကအေးချမ်းချမ်းပဲသွားကျင်တဲ့နေရာကိုသွားလို့မရဘူးလားအလူတန်းတွေလုံးလို့မရဘူးလားကလေးတွေကြောင်းပျော်ပျော်ရွှင်ရွှင်တက်လို့ရတယ်ကြံတဲ့အသက်အန္တရာယ်ဆိုတာမရှိတလောက်ပါပဲအေးချမ်းချမ်းနဲ့ကျွန်တော်တို့ရဲ့နိုင်ငံကြီးကဒီလိုနှစ်ပေါင်းများစွာဖြစ်တည်လာခဲ့တဲ့အခြေအနေရှိပါတယ်သို့တော်လည်း2020ရွေးကောက်ပွဲကာလမှာအဲ့ဒီတော့ဒီနေရာမှာတာဝန်ရှိတဲ့နိုင်ငံတော်အဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေညှိနှိုင်းနိုင်လှုပ်ကြဖို့ပြန်လည်စစ်ဆေးဖို့ ကျိန်ဖန်များစွာတောင်းဆိုပါတယ်သို့တော်လည်းအဲ့ဒီအချိန်တုန်းကအာနာရှိတဲ့အဖွဲ့စည်းကလက်မခံခဲ့ကြပဲနဲ့အတင်းအဓမ္မလွတ်တော်ခေါ်ဖို့လွတ်တော်ဖွဲ့ဖို့လုပ်တယ်လွတ်တော်ဖွဲ့ပြီဆိုရင်အစိုးရတပ်တန်းတစ်ခုထပ်ဆရတော့မှာပေါ့ပြည်သူရဲ့အသေးအကြကမဲရပြားဆိုတာကလည်းအတိတ်ပဲမရှိတော့ဘူးပေါ့ အချင်းချင်းညှိနှိုင်းတော့လဲအတင်းလုတဲ့အတွက်ကြောင့်ဒီလိုဖြစ်ရတာပါတရားခံဘယ်သူလဲလို့မေးရင်အဲ့ဒီတော့ကအာနာရှိခဲ့တဲ့အဖွဲအစည်းရဲ့အတရားဓမ္မဆောင်ရွက်ချက်တွေကြောင့်လို့ပြောရမှာပဲလို့ကြံ့ဖို့ခင်ကြီးကပြောဆိုလိုက်ပါတယ်ဒါအပြင် NLD တချို့ဟာပြည်ပကိုထွက်ခွာသွားပြီးတော့မြေပြင်ပေါ်မှာလဲလက်နက်ကိုင်တိုက်ခိုက်မှုများကိုလှုပ်ဆောင်နေကြောင်းဒါကြောင့်တိုက်ပြည်ရဲ့လက်ရှိအခြေအနေဟာ NLD ကြောင့်ဒုက္ခရောက်နေရခြင်းဖြစ်တယ်လို့ ခင်ကြီးကပြောဆိုလိုက်ပါတယ်အဖွဲ့အစည်းဝင်တွေတချို့တွေပြည်ပကိုထွက်သွားတယ်မြေပြင်မှာလက်နက်ကင်တောင်းကျမ်းသူတွေပေါ်လာတယ်ကျွန်တော်ပြောတယ်လို့တိတ်ဆိတ်အေဂျင့်နဲ့ကျွန်တော်တို့ရဲ့နယ်မြေလေးက အချမ်းဖက်လူတွေကြောင့်လက်နက်ကိုင်ပြိပခါတွေပေါ်လာတယ်သူတို့ကြောင့်ပေါ်လာရတာကျွန်တော်တို့ကြန့်ဖို့ပါတီဝင်တွေထောင်ကျော်အသက်ခံရတယ်ရုံးမိန်မြောင်များစွာမိရှုပ်ခံရတယ်လို့ခင်ဤကပြောဆိုလိုက်ပါတယ်မင်းအွန်လိုင်းကလည်းနိုင်ငံလက်ရှိအခြေအနေရောက်ရှိနေခြင်းဟာ NLD ပါတီကြောင့်လို့မကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုနေတဲ့အချိန်ကြန့်ဖို့ဥက္ကဋ္ဌခင်ဤကလည်းသူ့ပထွေးရဲ့စကားအတိုင်းအခုလိုအမြင်သဘောတူညီစွာနဲ့ NLD ကိုပြစ်တင်ပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါတယ် 2020ရွေးကောက်ပွဲအပြီး NLD ပါတီကအပြတ်အသတ်မဲအနိုင်ရချိန်မှာလဲစစ်တပ်ကဂျောင်းဝင်ရနဲ့အာနာသိမ့်ရန်ကျပ်ဖို့ပါတီကဥဆောင်နေတဲ့အတွက်၎င်းရဲ့နောက်လိုက်များနဲ့အတူချိန်ညာချက်ထုတ်ပြန်တောင်းဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မိုးကုတ်မြို့အရှိပိုင်းကိုဒီကနေ့အော်တိုဘားလ16ရက်နေ့မနက်9:00နာရီခွဲလောက်မှာစစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံကျဲသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပောက်ကွဲတံဟာအလွန်ပြင်းထန်ပြီးတော့မြို့ပေါ်နဲ့ဈေးထဲမှာသွာလာနေတဲ့သူတွေထွက်ပြေးခဲ့ရတယ်လို့မြို့ကန်တွေကပြောပါတယ်။မနဲ့စောစောချက်တည်တုံးတာဗျမြို့ထဲမှာစူညံသွားတာပဲလို့ဘိုးကုံမြို့ကန်တူကပြောပါတယ်။ဘုံကျဲတက်ခတ်မှုကြောင့်ထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူး။စစ်ခွေးတိုက်ရဲ့စစ်ကြောင်းတချို့ဟာတပိတ်ချင်းမြို့နယ်ဘက်ကနေမိုးကုံမြို့ကိုတဲပြီးတော့စစ်ကြောင်းထုတ်ဖို့စူးစမ်းနေတယ်လို့လေချောင်းကနေလဲမကြာခဏဘုံကျဲနေတယ်လို့သိရပါတယ်။ မိုးကုံမြို့ဟာတောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်နဲ့ TNL ဟာရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။လက်ရှိအော်တိုဝါလာအတွင်းစစ်ခွေးတပ်က TNL ထိန်းချုပ်ထားတဲ့မြို့တွေဖြစ်တဲ့မန္တလေးတိုင်းကမိုးကုံမြို့ရှမ်းပြည်နယ်မြောက်ပိုင်းကနမ်ဆန်နမ်မတူမိုင်းလုံးမိုးမိတ်တီဘောမိုင်းကကြောင်မဲမြို့တွေကိုဘုံကျဲလို့အရသာထိခိုက်ဒေဆုံးမှုတွေရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တင်မြောက်ပိုင်းမြို့နယ်အမှတ်32ရပ်ကွက်မှာနေကင်းကြောင်တောင်အချင်းကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးကျော်သိန်းတဲ့အဖွဲ့က လူငယ်များဖို့စစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလအတွင်းဖွင့်လှစ်မယ်။စစ်မှုထမ်းအပတ်စဉ်ဆက်ရှိအတွက်သတ်မှတ်ထားတဲ့လူငယ်အရေးအတွက်မပြည့်မီလို့ဆိုပြီးတော့အကြောင်းပြကဒဂုံမြို့တဲ့မြောက်ပိုင်းမြို့နယ်အမှတ်32ရက်ကွယ်အုပ်ချုပ်ရေးမှူးကျော်သိန်းနဲ့သူ့ရဲ့နောက်လိုက်တပည့်ရဲဝင်းထွေးနဲ့ထောင်ထွက်တခိုးအောက်တန်းစားများကနေကင်းအချိန်မှာလူငယ်များကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါဗျ။ဖမ်းဆီးရရှိတဲ့လူငယ်များတွေကငွေချေးတက်နိုင်တဲ့သူတွေကိုလူငယ်တအူးကိုအ ਨੇ စုံ 3090နဲ့ပြန်ရွေးခိုင်းနေတယ်လို့သိရပါဗါး32ရက်ွက်အုပ်ကြီးကြော်သိန်းသူ့ရဲ့နောက်လိုက်ရဲဝင်းထွင်းနဲ့အောက်တန်းစားထောင်ထွက်တခိုးတတိုင်နေကင်းကြောင်တောင်ကြီးမှာလူငယ်တွေကိုလိုက်ပြီးတော့ပေါ်တာဆွဲနေပါတယ်ရက်ွက်แท้တယ်မဟုတ်ဘူးကားမတ်တိုင်းလမ်းတို့လမ်းကြသွားနေတဲ့သူတွေကိုပါဆွဲတာပြီးရင်ငွေညစ်တယ်ငွေမပေးနိုင်ရင်စစ်မှုထမ်းနဲ့တန်းပို့တယ်နောက်ပြီးတော့ရက်ွက်แท้မှာလဲစစ်မှုထမ်းကြီးဆိုပြီးတော့တအိမ်တော်ကိုငွေကိုတောင်းနဲ့ချီပြီးတော့လိုက်ကောက်နေတယ် တော်တော်ကိုစိုးစိုးဝါဝါရန်ကုန်မြို့ပေါ်လိုနေရမျိုးပါတော့မှဒီလိုတွေလုံနေတာလို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်။အလားတူပဲမကွေးတိုင်းစလင်းမြို့နယ်ထဲမှာရှိတဲ့လမ်းပိုင်းနဲ့မြို့ပေါ်ရက်ွက်တွေတဲတို့မှာအကြမ်းမဆက်တက်ကလူငယ်၄ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းပြည်သူညီနောင်စလင်းတရင်နဲ့တာဝန်ခံကိုပြည်သူကရှင်းပြထားပါတယ်။ အော်တိုဘားလာ73ရက်နေ့ညပိုင်းကစလင်းမြို့နယ်မှာရှိတဲ့စင်ဖြူကျွန်းစလင်းလမ်းပိုင်းမှာမိခီမြန်မာ Wi-Fi Company ဝန်ထမ်းအသက်25နှစ်အရွယ်အမျိုးသား2ဦးဟာအလုတ်ကနေပြန်လာတဲ့အချိန်အချက်မဲ့စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗါးအလားတူပဲအော်တိုဘားလာ75ရက်နေ့ညနေ9:00ခွဲအချိန်မှာစလင်းမြို့ပေါ်မှာအချက်မဲ့စစ်ကောင်စီတပ်သားများနဲ့ပြူစော်တီများက တနံများပြစ်ဖောက်ပြီးတော့မြို့ထဲနဲ့ရက်ွက်တွေတဲကလူငယ်နှစ်ဦးကိုဖမ်းဆီးပေါ်တာဆွဲသွားကြောင်းသိရပါတယ်ဖမ်းထားတဲ့လူငယ်များကိုလည်းစလင်းမြို့မှာရဲစခန်းထဲမှာချုံနှောင်ထားတယ်လို့သိရပါတယ်အလားတူပဲအော်တိုဘားလ12ရက်နေ့ကလည်းစလင်းမြို့နယ်စိတ်ကြီးကျေးရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်းပြီးတော့လူငယ်တအူးကိုပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းမစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ